ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရှင်မင်းကံဘလူးရှင်းသားထားတဲ့ဖွားမေစိန်နဲ့ဝမ်းရဲဆုံးမလေးရဲ့ရင်နာပွဲအဆုံးသက်အပိုင်း149ကိုတင်ဆက်ပေးကြပါရစေ။အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဒေနာ Notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေ။ကျမတို့အစီအစဉ်တင်ဆက်သူဟိမန်ကူကူဖြစ်ပါရစေရှင်။ ဖွားမဲ့စိန်တို့နွားလေလီဆက်လင်းရွာတွေပြန်ဝင်လာတော့ရွာသူရွာသားတို့အံ့ဩနေကြတယ်။ဖွားမဲ့စိန်တို့ရှေ့ရနေရွာတွေဝင်လာတဲ့ဖာတင်ကြောင့်အားလုံးလဲခြံပြင်းစီကိုထွက်လာခဲ့ကြရတယ်။အကြောင်းကတော့ရောက်ဒုက္ခပေးနေရမြရင်ဆိုရဲဆုံးမှာပဲပြုခင်များတို့လည်းဒီဆုံးမှာဒုက္ခပေးလာလိမ့်မယ်။ကျောက်လက်တွေကိုလည်းဒင်းမဲ့ချုပ်ပြလိုက်တာ။ဒီဆုံးမှာအမြဲဆုံးရှင်းထုံမှာရလိမ့်မယ်။ဘာတင်ကရွာလန်းတစ်လျှောက်မနာရန်អော်ဟင်လာခဲ့တယ်။ကိုဘာတင်ခင်များအမေကြီးတို့မတိုင်မီပဲဘာရီရှောက်អော်နေရလဲ။လှကြွားတာတော့ ဟဲ့လာကြဒီကောင်မရဲ့ဒုက္ခပေးခြင်းခံခဲ့ရတာငါပါကွာဒါအောင်ငါသူတို့သွားပြီးတိုင်မင်းအောင်ပါလားဘယ်နည်းနဲ့မှထပ်ပြီးအဖြစ်မခံနိုင်ဘူးဘသူကူညီမှလည်းမယူနိုင်ဘူးကွာငါကိုယ်တိုင်ပဲဒီဆုံးမတတ်ပြလိမ့်မယ်ကွာငါလက်နဲ့တတ်မှာငါကျေနပ်မယ်အဲ့လိုပြောတဲ့ဘာတင်ကိုလာကြောင်းကစပီးတွဲမသွားလို့ရဟန်နဲ့လက်မောင်းကိုတွဲထားရသည်ဘေးကိုဖယ်လိုက်တော့ညီဖြစ်သူလာမောင်းလေးအကိုဖြစ်သူတိုင်လိုက်လို့တယ်ဒါဆိုလည်းကျုပ်တို့ကူညီလည်းခင်ဗျမလိုတော့ပါခင်ဗျားပါသာပဲပြန်ပြီးတော့ လှကြွားပြောပြီးဘာတင်ရွာလာမတနေရာမှာထားရခဲ့ပြီးထွက်သွားကြတယ်။ကြံ့ရခဲ့တဲ့ဘာတင်ကတောက်တခေါက်ခေါက်နဲ့အော့ဟစ်ဆေးဆိုပြီးကြံ့ရခဲ့တယ်။ဒီလိုနဲ့ဘာတင်အတန်းကြောင့်တရွာလုံးချန်ပီယံရောက်နေခဲ့ခြင်းဖြစ်ပါတယ်။ဖွားမဲစိန်တို့ကတကြီးဥတိုင်းအိမ်ကိုရောက်တော့တကြီးဥတိုင်းကကြည်နှက်လာတဲ့အပြုံးကြီးနဲ့ပြုံးပြီးလှဲနေမှလှကြိုးရှာတယ်။အမေကြီးရဲ့အကျိုးအကြောင်းလေးတော့ကြုတ်ကိုပြောလဲရပါရဲ့ဗျာ။အခုတော့ပြင်အမေကြီးတို့ပင်မရကြီးရဲ့မပင်မမောင်တကြီးရဲ့ ဖွားတို့မောင်ရင်သားတွေတမီးတွေကလိုအပ်တာတွေမရှိအောင်ပို့ပေးကြပါရဲကွကျုပ်ကတော့ဘာပဲဖြစ်ဖြစ်အမေကြီးတို့ပြန်ရောက်လာတာဝမ်းသာပါတယ်ဗျာကဲဦးတိုက်တော်အမေကြီးတို့လည်းလှဲပွားနေအရင်ဆုံးဆင်းခိုင်းမအောင်အိမ်ထဲရောက်မှတော်ပြောချင်သမျှအတိုးချပြောပါတော့တကြီးကတော်ရဲ့စကားကြောင့်တကြီးဦးတိုက်ကသူ့ရဲ့အဖြစ်ကိုနားလည်သွားရှာတယ်ဟုတ်ပါရဲ့ကဲကဲလှကြော်လှမော်လှဲကိုကူပြီးတော့ဖြုတ်ကြအောင်ဟဲ့လာပြီဗေးတအားအိမ်ထဲမှာထိုင်မှုနေရာချပေးညာ ကလထိုင်များနေရာချနေတဲ့လှကြုံနဲ့လှမော်လဲခြံထဲရောက်လာခဲ့ကြတယ်။ဖောမဲစိန်တို့နွားလဲထက်ကနေစင်ပြီးအိမ်ထဲကိုဝင်လာခဲ့ကြတယ်။လှကြုံနဲ့လှမော်တို့သာလှဲဖြုတ်ရင်းနဲ့ခြံထဲမှာကြံရိတ်ခဲ့ကြတယ်။အမေကြီးညစာရော စားပြီးကြပြီလား။စားပြီးပါပြီကွယ်။အချိန်တော့ညနဲ့တော်မယ်ဗျ။အိမ်ထဲအိတ်ချင်ကြပြီလား။အိတ်ချင်သေးပါဦးကွယ်။ဒါနဲ့မောင်ဘတင်ရဲ့ကိစ္စရောတကြီးသိပြီးပြီလား။ ကျောက်သားတွေပြပြတလောက်ကတော့တိထားပြီးပါပြီဗျာဒီကောင်ဘာတင်မွေးလို့လဲကျုပ်တို့ရအခုလိုတွေဖြစ်နေရဗျာကျွတ်တော်မိုးလင်းတာနဲ့ဒီကောင်မြို့ကောက်ကိုပို့ပြမယ်ဗျာဖောင်းမေစင်ကတကြီးဥတရဲ့စကားကိုခေါင်းသာညှိလိုက်တယ်တကြီးပြို့တကြီးအကျိုးရတော့နဲကုန်တော့မှာပဲပြို့ကိုထွက်လာခဲ့ပါဦးအရေးကြီးရဲ့ဗျာအော်ခေါ်လိုက်တဲ့အတန်ကိုအိမ်ထဲမှာထိုင်နေတဲ့တကြီးကိုကြားလိုက်ရတယ်အဖေဦးစင်ခေါ်နေရဲ့ဗျာ လှကြော်ရဲ့အတံမှာထက်ကြတော့သူကြီးနဲ့ဖွားမဲ့စိန်တို့လေခြံလေးကိုပြန်ပြီးထွက်လာခဲ့ကြတယ်။ဖားလဲဥစဉ်ဘာဖြစ်ပြန်ပြီလဲဗျ။ကြောက်တခါရဲပြောလိုက်မယ်နော်။ခမားတူမိုးလင်းလာနဲ့မြို့ကောက်ပုတ်ပြလိုက်မယ်။အခုတော့ဒင်းလဲလက်တွေကျိုးနေဆိုတော့ပြေးနိုင်မှာမဟုတ်တော့ပါဘူး။သူကြီးဥတရဲ့စကားဥစဉ်ကခေါင်းကြီးကိုတွင်တွင်ခါရမ်းပြီးဟုတ်ဘူးသူကြီးရေခမားပြောချင်တာခဏရပ်ပါအောင်ဗျာကြောက်ပြောပြရစေအောင်။အဲ့လိုပြောတော့သူကြီးဥတကမျက်မှောင်ကြီးကျုံပြီးသားကြည့်နေခဲ့တယ်။ ဒီလိုပြအခုကျုပ်တူနဲ့သူ့ရဲ့တပည့်တွေမြိုင်ရင်အိမ်ကိုမီးရှို့မယ်မြိုင်ရင်ကိုတတ်မယ်ဆိုပြီးထွက်သွားကြတယ်ကျုပ်တားကလည်းဒီကောင်နဲ့ဂီးမဆိုင်ကြလို့တကြီးဖြစ်တဲ့ခင်ဗျားကိုလာပြောရတာဘလို့အမေကြီးကျုပ်တို့ဘလို့ဆက်လုပ်ကြမလဲမဖြစ်တဲ့နာမဖြစ်အောင်လိုက်သွားကြအောင်ပါပေါ့ကွယ်ကဲကဲမောင်လာကျော်တို့ညီကိုလည်းလိုက်ခဲ့ကြအောင်ကွယ်ဟုတ်ကဲ့အမေကြီးဒီလိုနဲ့ဖောင်းမဲစိန်တို့လည်းမြိုင်ရင်အိမ်စီကိုလိုက်ကြပြန်နေမြိုင်ရင်အိမ်နဘေးမှာရွာလူတွေတောင်မှအတော်လေးရောက်နေကြပြီဖြစ်ပါတယ်ဟဲ့ကောင်မမြိုင်ထွက်ခဲ့ကြမှာနင်ကတော့တတ်ချက်နေမလားလာလာတတ်စမ်း အခုလာသက်ဆန်းချောင်းဝိုင်းထဲမှာဘားတင်ရဲ့စိန်ခေါ်အဟစ်တန်နေစွညာလုံးနေခဲ့တယ်။ညိုင်ရဲ့နှစ်ထပ်အင်ကြီးအားလဲတကားများပိတ်ကတိတ်ဆိတ်လို့သာနေတယ်။ညိုင်ထွက်ခဲ့လေဟာဘားလေညကခုမှကြောက်နေတာ။ဟျာဘားတင်မိတတိတ်မနေနိုင်ဘူးလား။ဟိုကောင်နေမင်းတို့လက်ကဒုတ်တွေထားချလိုက်စမ်း။တကြီးဦးသားရဲ့အတန်ဟိငနဲ့ထွက်လာတယ်။ဘားတင်ကတကြီးဦးတိုက်ဘက်ကိုလှည့်လာပြီ။ဒီမှာတကြီးကျုပ်ကိုကြည့်။ဟော်ရီကျုပ်ရဲ့လက်နှစ်ဖက်စလုံးဒီကောင်မညိုင်ချိုးသွားတာ။ ကောင်မဆုံးမသူ့တပ်ပြမှာကျုပ်တို့ရအေးချမ်းချမ်းနေရမှာဟေးဒါကတော့မင်းကသူ့အမကိုစော်ကားပြီးတတ်ခဲ့တာဟုတ်ကွာမင်းပြက်နေမင်းလေဘာဗျကျုပ်ကသူ့အမကိုစော်ကားတယ်ဆိုခင်ဗျားဘယ်လိုတတ်သိရှိလို့ပြောနေရလဲဘာလဲခင်ဗျားလဲအဲ့ဒီအဖွားကြီးနေတစိုက်သေးပဲလားသူတို့ပြောသမျှရှုံနေအောင်ခင်ဗျားနွားလားဟာဒီကောင်တကြီးဦးတိုက်လက်သေးကိုကြကြပါအောင်ဆုပ်လို့ထားတယ်ဟေးဒီကောင်မအခုကျတော့ထွက်မလာရဲဘူးပဲကွာရှုပ်ပါတယ်အိမ်ကိုပဲမီးရှို့ပြစ်ကြကွာ ဘာတင်ရဲ့စကားကြောင့်တပည့်ဖြစ်သူတွေကလည်းမျက်ရည်အိမ်ကိုမီးရှို့ကြတယ်ရသရသားတွေကဘာတင်လို့မတောင်းဝန်တာကြောင့်ကြည်လို့တာနေကြရတယ်။အမေကြီးဘလို့လုပ်မလဲ။မြိုင်တော့ဒုက္ခရောက်ပြီးပြ။လှကြော်ဖွားမဲ့စိန်ကိုအားမရစွာနဲ့ပြောတယ်။လှကြော်ရဲ့စိတ်ထဲမှာဖွားမဲ့စိန်တော့မြိုင်ရဲ့မကူညီပဲကြည်နေကြတယ်လို့ထင်နေပုံလေးရတယ်။မလောပါနဲ့မောင်လှကြော်မြိုင်ရအိမ်ထဲမှာမရှိပါဘူးကွ။ဖြာဒါဆိုမြိုင်ရပမာလေးပြ။ဟိုးအရှိရတရက်ပင်အောင်ပါကွ။ ဖွားမဲ့စိန်ညွန်ပြတဲ့ခြံဝါရဲ့ထောင်ဆောင်မှာပေါက်နေတဲ့တရက်ပင်စီလှမ်းကြည့်ကြရမှာမောင်တိုရိုပင်ညရင်ကိုမတွေ့ကြအောင်အမေတရက်ပင်အောင်မှာညရင်မရှိပါဘူးဗျာညရင်ရဲ့အိမ်ကြီးကမိများကြောက်လောင်နေပြီဖြစ်တာကြောင့်အဲ့ဒီမိတွေကြောင့်ပောင်ဝင်းချင်းမှာလင်းထိန်လို့နေခဲ့တယ်လှကြော်ရိုးရဲ့အမေကိုဖွားမဲ့စိန်အမဖြေပဲခြံထဲမှာရှိတဲ့ကော့ပြက်ခင်းစီကိုသွားတယ်အေကပြက်ခဲမှာအဖိုးအတောက်ကဆေးလေးကြီးကိုဖွာဆိုင်ပြီးမိများလောင်တဲ့အိမ်ကြီးကိုငေးကြည့်နေကြတယ်။ဒီဟာပုပ်ကွာဘသူများလဲ ဖွားမဲ့ဆေးအောင်မီတော့အဖိုးကဖွားမဲ့ဆေးကိုပြုံးပြီးကြည့်ပေမဲ့လေဘာစကားမှပြန်မဖြေဘူးဒီဖိုးကကျုတ်တူရာမဟုတ်ဘူးဗျဘယ်ကနေများရောက်လာတဲ့သူလဲလှကြွားမေးတယ်လို့တကြီးဥတိုင်လည်းအဲ့အဖိုးကြီးကိုမသိတယ်လို့စိုက်ကြည့်နေခဲ့တယ်ကျုပ်နာမည်ကဘာပုံနဲ့ကဲဘာသိကျင်ကြသည်လဲဒီကဘာပုံကမျက်ရည်နဲ့များဘလို့ပတ်သက်နေရလဲပတ်သက်တယ်อืมပြောရရင်တော့စကြောင်းကရှိမယ်ခင်ဗျားတို့အားလုံးသိအောင်ပြောရရင်တော့ကျုပ်ကမျက်ရည်ကိုလာခေါ်တာဘလို့ မြိုင်ရင်ကိုလာခေါ်တာတော်စဘားကြများဟိုတရက်ပင်အောင်မှာမြိုင်ရင်ကိုချုပ်ထားရတာလေဖွားမဲ့ဆင်အမီရောအားလုံးရဲ့အကြည်ရရတရက်ပင်အောင်ရောက်သွားတယ်တရက်ပင်ရဲ့အောင်မှာမြိုင်ရင်ရှိတယ်မြိုင်ရင်ရဲ့ခနာကွာတရက်ပင်အောင်ကနေခွာမရပဲအချုပ်ခံထားတယ်ဒီဖြစ်ကိုလေဖွားမဲ့ဆင်နဲ့ရှင်ညိုတို့ကလွဲပြီးစက်နေသူတွေမမြင်ဆိုင်ကြဘူးအဖို့ကပြုံးတယ်ပြုံးပြီးတော့နောက်တစ်ချက်မဲလိုက်ပြန်တယ် အဲ့ခါမှာတော့မဲလိုက်တဲ့အဖိုးရဲ့မျက်နှာကရွှန်ရှာမုန်းတိတဲ့ဟန်မတတိတဲ့ဟန်အဲ့ဒီအရှိတ်တွေပါဝင်နေတာကိုဖွားမယ်စင်တတိထားမိတယ်။အဖိုးကဘာတဲ့စီကိုလက်ညှိုးထိုးပြီးကြောက်တာမချုပ်ထားရင်ဟိုကလူငငွားကသူကတတ်တော့မှာအဲ့ဒါလို့သာတက်လိုက်ရင်သူ့စိတ်တွေအမောင်ဘက်ကိုလုံးဝကူပြောင်းသွားတော့မှာပဲ။တော်သေးရပေါ့ကြောက်အရာမြန်ပြီလို့အဲ့လိုပြောတယ်။ဖွားမယ်စင်ကညာရင်ကိုတလဲဘာပုံဆိုတဲ့အဖိုးကိုတလဲကြည့်ပြီးညာရင်ကိုဘာဆက်လုပ်ဖို့စိတ်ကူထားလဲ။ အဲ့ဒါတော့နောက်မှပြောပါမယ်ကွ။အရင်ဆုံးဟိုကလူတွေကိုခြံထဲကနေအရင်ဆုံးထွက်ခိုင်းလိုက်ကြအောင်။ငရေကအပြစ်သားတွေခေါ်သွားတော့မှာကွ။ထူးစားတဲ့စကားကိုပြောနေအဖိုးကြောင့်ဖွားမဲ့ဆရာလည်းတကြီးဦး။တကြီး၊ရွာသားတွေကိုခြံထဲကနေအမြန်ထွက်ခိုင်းလိုက်ပါ။အဲ့လိုပြောတော့တကြီးဦးတိုက်ကချက်ချင်းပဲအော်ဟစ်ပြီးခြံထဲကနေထွက်ခိုင်းတယ်။ဘာတင်နေတဲ့တိုက်တာညရင်တရားမိများကြတယ်မှာတခါရောက်နေပြီဆိုတဲ့အတွေ့နဲ့ရှီမောဟာတိုင်ရဲ့အင်ဂျီကိုတစိမ့်စိမ့်ကြည့်နေကြတယ်။ အဲ့ဒီအချိန်မှာမီးလောင်ပြီးတော့ပျက်စီးနေပြီဖြစ်တဲ့အင်ဂျီအတွင်းကနေမီးလောင်လက်ဆက်အိမ်တိုင်းများတသားရံများပြိုကားကျလာတယ်။ဟာဟမ်အမလေးဘာတင်လို့အုပ်စုပြေးချိန်တော့မရလိုက်ပါဘူး။ပြိုကျလာတဲ့မီးလောင်ကြံနေတဲ့တသားရံများတိုင်ညာရဲ့အောက်ကိုရောက်သွားခဲ့ကြတယ်။ဖယားဖယားဖယားအမလေးကြောက်ဆရာကြီးတိတ်ကုန်လောက်ပြီးဟဲ့။ခြံမြောက်ကြည့်နေကြတဲ့သူတွေမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဖယားတာကုန်ကြတယ်။ကဲသွားကြစို့။ဘယ်လိုလဲဖို့ အခုတစ်ခေါက်မှာတကြီးဥတိုက်ကိုရိုင်းမင်းဝင်ပြီးတော့မိလိုက်ချင်မှာဖះမှာလဲခမရဲ့အိမ်ပေါ်တကြီးရဲ့ဟိုကလေးမတွားတွားညီညမတွားခေါ်ခြင်းအဘဘကသူ့ကိုချုပ်ထားလဲလှုပ်လိုက်ပြီးကွဘပုံကရှင်ညိုကြည့်ပြီးပြောလိုက်တော့ရှင်ညိုလည်းဘပုံရဲ့စကားအတိုင်းညရင်ရှိရာတရက်ပင်အောက်ကိုသွားပြီးညရင်ကိုသွားခေါ်လာခဲ့တယ်။အခုမှမောင်တို့လှကြော်တို့ကညရင်ကိုမြင်ကြတယ်။ညရင်ကတော့ဘသင်တို့အဖြစ်ကိုကြည့်ပြီးစိတ်နဲ့တဲ့ဟန်နဲ့မျက်နာမှလည်းပြုံးရှင်လိုသားနေတယ်။ ရွာသူရွာသားတွေကလည်းညရင်မသေးတော့မြင်ကြတော့တချို့ကဝမ်းသာကြတယ်။တချို့ကလည်းညရင်ကိုကြောက်ရွံ့တယ်လို့ကြီးကြတယ်။ဥစနေတူဘာတဲ့တပည့်ရရဲ့မိသားစုများခင်ဗျမိလောင်နေတဲ့အိမ်ကြီးကိုကြည့်ပြီးစိတ်မကောင်းစွာငိုနေခဲ့ကြတယ်။တကြည်မိတွေဘလို့ဆက်လို့ကြောင်းလဲကျုပ်တို့တွေဝိုင်းငိမ့်မှတင့်မယ်ဗျ။နေနေတော်နေဆိုသူ့ဘာသာသူငိမ့်သွားလိမ့်မယ်ကွ။ဘာပေါ်ရဲ့စကားကြောင့်တကြည်ဥတိုင်းမှာလာပြောတဲ့ရွာသားကိုဆက်ပြီးပြောဖို့အောင်စကားမရှိတော့ဘူး။ဖောင်းမဲစိန်ကတော့ဘာပုံကိုသာကြည့်ပြီးအကဲခတ်နေခဲ့တယ်။ မကြပါဘူး။တကြီးဥတ္တရဲ့အိမ်စီကိုအားလုံးပြန်ရောက်တော့မိုးဝချက်ချင်းပဲရွာချလာတယ်။အဖိုးပြောတယ်မိကသူ့မသားညိမ့်မယ်ဆိုတာမိုးရွာတာကိုပြောတာလားဗျ။တကြီးကမိတော့ဘာပုံကပြျော့ပြော့ကြီးကောင်းညိမ့်တယ်။ကဲမိစားရှင်လဲမိကြတော့ကွယ်စိတ်ထဲမှာကြိတ်ပြီးတော့စဉ်းစားမနေကြနဲ့။ဘာပုံကတတိပေးတယ်။ဒါဆိုရင်ကြောက်မိပြစင်အဖိုးတော့နောက်မှမေးပါမယ်။တရညမညရင်ညမအကြောင်းကျုပ်တို့သိချင်တယ်။ရှင်ညိုကညရင်ကိုပြောလိုက်တယ်။ညရင်ကခေါင်းညိမ့်တယ်။ ဘပေါ်ကလည်းတကြီးဦးတိုက်ငဲ့ပြီးတဲ့ရှင်တွေကိုတောက်ပြီးတကြီးကတော့တဲခင်ပေးထားတဲ့လက်ဖက်သက်ကိုစားပြီးနားထောင်နေကြတယ်။ဒီလိုပါကျုပ်တို့ဒီရောက်မပြောင်းလာခင်ဟာခလောက်မြိုင်ဆိုတဲ့ရွာမှာနေကြပါတယ်။ခလောက်မြိုင်ဟာကျုပ်တို့ရဲ့ဆွေမျိုးတွေညားပါတယ်။တစိမ်းဆိုတာလည်းမရှိသလောက်ရှားတယ်။ရှားဆိုရင်တရားလုံးဝဆုံးနေဦး။အစချီပြီးတော့မြိုင်ဟာပြောပြတယ်။ငသိမ့်နဲ့မိညညီတို့ကလေးမွေးတော့မယ်နဲ့တူတယ်။မကြတော့ဘူးပြကျုပ်သမီးလေးမွေးတော့မှာအေးဒါဆိုရင်တော့ငါတို့တွေစုံအဖွဲ့စီအတွက်အားကိုးရပြီပေါ့ကွာ အဲ့လိုရဲ့စကားကြောင့်ငသိမ့်မျက်နှာပြတ်သွားတယ်။မိမဖြစ်သူကိုကြည့်တော့လေမျက်နှာမကောင်းလာဘူး။ဒါပေမဲ့ငသိမ့်ကပြုံးပြီးပြီးကောင်းကြီးပြလိုက်တယ်။အိမ်ကိုရောက်တော့ကိုသိန်းကျွတော်ကျွတ်သမီးလေးကိုဘာကြောင့်မှမသိဘူးတရမမမွေးချင်ုံဖြစ်နေ။ငသိမ့်ကသမီးကြည့်ဖြစ်တဲ့မက်စပယ်လေးကိုအနားခေါ်ထားပြီးငါလည်းမင်းလိုပဲဖြစ်နေရဲ့ကွာ။သမီးကြီးတော့ဒီလိုစိတ်မဖြစ်မိပေမဲ့သမီးငယ်ကမှဘာလို့များဒီရမမနေချင်တော့တယ်လို့ဖြစ်နေလဲမသိပါဘူးကွာ။ကျွတ်တော့သမီးငယ်လေးကထူးခြားတဲ့သူဖြစ်လိမ့်မယ်လို့ထင်မိရတော့တော်ပဲစဉ်းစားကြည့်လေ ကျုပ်ကကဝေတော့အဆုံကျုပ်တို့ညောင်မွေးတဲ့ဒီကလေးတွေမထူးကြပဲလားဒါကြောင့်ဆုံးနေတာဒီကလေးမွေးလာဖို့အတော်မျှော်လင့်နေပုံရတယ်အေးဒါလည်းဖြစ်နိုင်တယ်ဒါပေမဲ့မင်းပြောသလိုဆိုရင်တော့ငါတို့သမီးကြီးကြတော့ဘာလို့ညောင်မထူးကြခဲ့ရလဲငါသိရပြောရင်နဲ့မက်စပယ်ကိုပြဖတ်ထားလိုက်တယ်မိမကလည်းလက်ကပိုက်ကလေးကိုထိကရင်နဲ့တက်ပြင်းတာချနေဒီလိုနဲ့မိမကိုုံရှင်းမာလာတဲ့အချိန်မှာငသိန်းတယောက်ဆုံးခိုင်းနဲ့အတူလိုက်ပြီးခိုင်းရဲ့လမ်းစဉ်တွေဖြစ်တဲ့ပညာတက်ချင်းအစင်အတွက်စတိခံရမယ့်သူတွေကိုစူးစမ်းရတယ် နေနံအလိုက်အမျိုးသားအမျိုးသမီးတွေကိုညှို့ယူကခေါ်လာတဲ့ငသိန်းတို့စုံနေနဲ့အထက်ဆရာများထိတ်တိုက်တွေးကြတယ်။အထက်ဆရာတွေရဲ့လက်ချက်ကြောင့်ငသိန်းတို့စုံနေတည်တူကတည်ထွက်ပြေးသွားထွက်ပြေးဖြစ်ခဲ့ကြတယ်။အဲ့ဒီထဲမှာငသိန်းတယောက်လည်းတိတ်ဆုံးသွားခဲ့ရှာတယ်။မွေးကာနီအချိန်မှာမိများလျှောက်ကြတဲ့ရင်ကြားသိရတာကြောင့်အလွန်ပဲနာကျင်ခံစားခဲ့ရတယ်။မကြပါဘူးတမီးဖြစ်သည်များရင်မွေးဖွားပြီးတဲ့နောက်မိများတမီးနှစ်ယောက်ကိုခေါ်ပြီးရွာနေထွက်ပြေးတယ် ရွာနဲ့ဝေရအရက်ကိုလာရောက်နေထိုင်ပြီးမဲ့လေဆုံခါရမိများတို့သားမိကိုလိုက်လံရှာဖွေပြီးချော့ပြီးတမျိုးရန်ထောင်ပြီးတမျိုးအမျိုးမျိုးပြောပြီးပြန်လာပြီးခေါ်ကြတယ်။ဒါပေမဲ့ကျောက်အသက်တင်သေးပါစေကျောက်သမီးတွေရောတော်ရက်ထဲမထည့်ပေးနိုင်ဘူးမိများဘာကောင်မှလည်းသိချင်စမ်းကြည့်လိုက်ကြလေအဲ့လိုဆိုပြီးတော့မိများနဲ့ဆုံတို့တိုက်ကြတယ်မိများလည်းမခေလာတဲ့ကဝေးမှဖြစ်တာကြောင့်ဆုံတို့မှအနာတရနဲ့ပြန်မိပြေးကြတယ်ဒီလိုနဲ့ဆုံတို့လိုက်လာတာကြောင့်မိများတို့သားမိတောင်ရောက်တခြားရွာတွေကိုပြောင်းရွှေ့ကနေခဲ့ကြပြန်တယ် မိမရုံနောက်ဆုံးရောက်လာတာကဆက်လင်းရွာပါမြရင်လေးကလည်းအရွယ်ရောက်နေပြီဖြစ်တာကြောင့်တမိဖြစ်သူကိုလိုချင်နေတဲ့စုံတို့ရဲ့အကြံကိုမိမလည်းနားလဲသွားတယ်ဘာကြောင့်လဲဆိုတော့မြရင်မှာမွေးရပါဆုံးပညာတွေကပါလာခဲ့ကြလေတည်ယူစရာမလိုတဲ့မြရင်ရဲ့ပညာကတခြားသောစုံတွေထက်ပိုပြီးတော့ထက်တယ်ဒါကြောင့်လေစုံကန်းရအပြင်းထန်ပြီးမြရင်ကိုခေါ်ယူလိုကြခြင်းမှာဆက်လင်းရွာကိုရောက်လာတော့မြရင်တို့အတော်လေးအဆင်ပြေခဲ့တယ်စုံကန်းရဲ့လိုက်လံခေါ်ယူခြင်းကိုလည်းမခံခဲ့ရဘူး မိများလည်းတမိဖြစ်သူနှစ်ယောက်ကိုဆုံးခိုင်းရဲ့အကြောင်းများဖခင်ဖြစ်သူငသိရဲ့တေဆုံးခြင်းများပြပြပြီးမကောင်းသောလမ်းမလိုက်ကြဘူးအချင်းရှိသည်ဖြင့်တုန်တင်ပြီးဆုံးမရှာရယ်ဆလင်းရမှာနေထိုင်ငါးနှစ်များရှိတော့မိများဆုံးတယ်အမေမရှိတော့မဆဘယ်ရောညီမမှာပို့ပြီးတော့ Twitter လာကြရယ်တယောက်နဲ့တယောက်ပို့တိုးပြီးတော့ချစ်ကြတယ်လို့အချင်းချင်းလဲစောင့်ရှောက်ခဲ့ကြရယ်မစဘေကအမေဖြစ်သူထားရခဲ့တဲ့ရွှေတွေကိုမတုံ့ဆဲပဲညီမဖြစ်သူကိုလေတော့ကိုရိုင်းစင်ပြီးရှောက်ဖွေကျင်းဝေးခဲ့ရှာတယ် ဒီလိုမျိုးချစ်ခင်ရှာတဲ့ညီမညောင်ကြတဲ့မှာကန့်ကျမခလောက်ဆန်ပြီးတော့ဝင်ငါမှွေခဲ့ပြန်တယ်။မမလဲတော့မစင်ပါနဲ့လားဟာငါအိမ်မက်တင်ကောင်းမှုဟာ။ဘာရင်းများမတ်လို့လဲညီမလေးရဲ့။အမေမဆုံးခင်တော့ကလေဟောရီအပေါ်သွားရကျိုးတယ်လို့အိမ်မက်မတ်တယ်။အခုလေအဲ့အပေါ်သွားရကျိုးတယ်လို့မက်ပြန်ပြီဟာ။ညရင်ကပြောတော့မက်စပယ်တက်ပြင်းချပြီးခေါင်းကိုညိတ်တယ်။အမညီမလေးကပြောနေမှာတော့အမနောက်နေတွေလေတော့မလိုက်တော့ပါဘူးဒီနေ့တနေ့ပဲပြီးသွားတော့ညီမလေးတခြားဖော်ရီလည်းပါတာပဲမမကိုစိတ်ချနော် တကယ်နော်ဒီနေ့တနေ့ပဲနော်မမဟုတ်ပါရဲ့ဆိုညီမလေးရေမမအောင်စိတ်ချနော်မဆဘေကညီမဖြစ်သူစိတ်မပူစေဖို့အတွက်ပြုံပြုံလေးနဲ့ပြောရှာတယ်။ညာရင်ကလည်းအမဖြစ်သူအပြုံးကြောင့်ခေါင်းညိတ်ပြီးလက်ခံပြီးရေမဆဘေတို့အုပ်စုမနှံ့အဆုံမှာလေတော့ထွက်လာကြတယ်။နှွေးစပါးဆိုင်တဲ့ယာတိမှုမဆဘေတို့အတွက်အလုံများလာတယ်။နေကဲမှာညာရင်ကိုယ်တိုင်အမဖြစ်သူအတွက်ထမင်းနှောင်ရွက်ပြီးလေတော့ရောက်လာတယ်။ညီမလေးရေနေရဖြစ်ဒီလောက်ပုံနေတာဘာလို့လိုက်လာရတာလဲ။ဟုတ်တော့ ကြောက်လိုက်မလိုက်မမဘယ်ကထမင်းစားမှာတော့ဒီမှာလေဒေါ်အမြင့်ဆရာထမင်းပို့ထည့်လာတယ်သူနဲ့တူတူစားမှာပေါ့နောက်ပြီးတော့ကောက်ဆိုင်သမားတွေထမင်းစုဆိုင်ဟင်းဆိုတာပို့လွန်းလွန်းခတ်နေတာညီမလေးရဲ့ဒါဆိုညီမလေးလည်းတူတူစားမယ်လေမမနဲ့အတူစားဖို့ထမင်းတွေပို့ထည့်လာသေးတယ်ဒီလိုနဲ့မြရင်ကအမဖြစ်သူတို့နဲ့အတူထမင်းဝိုင်းဖွဲ့ပြီးစားတယ်စပယ်တို့ညီမတိတ်ချစ်ကြပါပဲနော်ကျွတ်တို့ညီမနဲ့ကြွာပါကျွတ်တို့ပြင်တွေ့လိုက်တာနဲ့ဆဲမယ်အော်မယ်ဆိုတာကြီးပဲ ။ကောက်ဆိုင်သမားတယောက်ကပြောတော့စပယ်တို့မှာတယောက်နဲ့တယောက်ပြုံးပြီးတော့ကြည်နေခဲ့ကြတယ်။သူတို့ကတယောက်နဲ့တယောက်ချစ်အောင်နေဖဲကမလဲ။အေးနှစ်ယောက်စလုံးကလည်းအချောလေးတွေကြီးပဲ။အခုလိုလဲတော့အလုံးနဲ့ညီနဲ့မလိုက်ဖက်ပါဘူးစပယ်ရဲ့။အိမ်မှာနေပြီးအငှားချစမ်းမှာအေး။အကြီးရဲ့ကိုရိုင်းလောက်တာလားဘယ်ဟာကောင်းပါလဲ။သူကတော့သူများကိုအမကိုကျမကိုတော့နောက်ပြီးတော့ညီမလေးကိုလည်းအမေရှိစဉ်ကချက်ပို့ပြီးတော့အဆင်ပြေပြေလေးထားချင်သေးတယ်။မဆက်ပဲအပြောကြမြရင်ကအမဖြစ်သူအားနာမိတယ် အပြုတ်လေးတံမဲ့လေတော့ဆင်းနေရှာတဲ့အမဖြစ်သူမြရင်တနာတယ်။အမဖြစ်သူဟာတားလို့မရတာကြောင့်သာမြရင်ကအမဖြစ်သူရဲ့သဘောတိုင်နေနေရချင်းဖြစ်တယ်။ကဲညီမလေးတော်နေဆိုနေရပူပြင်းတော့ပြန်တော့နော်။ညနေမှာမမနဲ့အတူပြန်မယ်လေ။အမလီအဲ့ချိန်ထိတော့မနေရပါဘူး။သွားသွားပြန်ကြေတော့ညနေတိုင်းမမဆော့ဆော့ပြန်လာခဲ့မယ်နော်။အရေးတော့ရှိပါရဲ့။အေးညီမကိုစိတ်မပူပါနဲ့။ဒေါ်တန်းရဲ့စကားကြောင့်မြရင်လေးပြုံးပြီးကောင်းမြင်လိုက်တယ်။ဒါဆိုညီမလေးပြန်မယ်နော်။လေတော့ကနေမြရင်ပြန်လာခဲ့တယ်။အိမ်မှာတော့အမဖြစ်သူပြန်လာမျှော်နေခဲ့မိတယ် တိုင်မဲအမားဖြစ်သူမဆွေရမိုးရောင်ချွတ်တော်မဲအချိန်ထိအိမ်ကိုပြန်ရောက်မလာဘူး။မြရင်လည်းအမားဖြစ်သူကိုစိတ်ပူလာတယ်။အရေးတန်းအရေးတန်းဟေးဘယ်ဘသူရောဒေါ်တန်အိမ်ပြန်ထွက်လာတယ်။မြရင်ကိုမြင်တော့မျက်နှာပြတ်သွားတယ်။အရေးတန်းကျုံမလည်းပြန်မလာသေးဘူး။လေတော်ကများပြန်မလာသေးရလား။လေတော်ကနေတော့အရေးရောနဲ့တူပြန်လာတာပဲ။ညီမခုထိပြန်ရောက်မလာသေးဘူးလား။ဟုတ်တယ်အရေး။အမအခါတိုင်းဒီလိုကြာတတ်တာမဟုတ်ဘူး။အိမ်မှာလည်းကျုပ်ပဲကြံခဲ့လို့သူအမြဲတမ်းဆော့ဆော့ပြန်လာတတ်တာ။ဟေး ရွာရဲမြဝင်ပြီးစကားပြောနေလားမသိဘူး။ဒါဆိုရင်ကျုပ်အိမ်ကိုပြောင်းမယ်။အမအပြန်ရောက်ချင်ရောက်နေတော့မှဒီလိုနဲ့ညာရင်ကအိမ်ကိုပြန်လာခဲ့တယ်။ဒေါ်တန်ကတော့ညာရင်ကိုလှမ်းကြည့်ပြီးတက်ပြင်းတာချနေ။ညာရင်အိမ်ကိုပြန်လာပြီမဲ့လေအိမ်ကတိတ်ဆိတ်လုံနေတယ်။မမမမပြန်ရောက်ပြီလား။ညာရင်အော်ခေါ်ပြီမဲ့လေထူးတာမကြောက်။မဖြစ်တော့ငါလေတော့လိုက်သွားမယ်။အဲ့အတွင်းနဲ့ညာရင်ချန်ပြန်ပြန်ထွက်လာရမှမဆပယ်နဲ့စုံနေ။မမဘယ်ရီရှောက်သွားနေရလဲ။မမရဲ့ညီမလေးပြန်စိတ်ပူလိုက်ရတာ။ ညရင်ကဝမ်းတအားရနဲ့လှမ်းပြောင်းနေပေမဲ့လေမက်စပယ်ကမျက်နှာညှိုးငယ်လို့နေရှာတယ်။မမမမဘာဖြစ်လာလဲ။မမညီမလေးကိုကြည့်အောင်လေဒီလိုနဲ့ညရင်ကအမဖြစ်သူရဲ့လက်ကိုစုပ်ကန်လိုက်ရမှာမက်စပယ်ရဲ့လက်ကိုစုပ်ကန်လို့မရပဲဖြစ်နေခဲ့တယ်။မမမမဒါဒါကညရင်အလွန်ထိတ်လန့်သွားတယ်။မက်စပယ်ကလည်းငိုရှိုက်လို့သာနေတယ်။မမမမဖြည့်လေညရင်ကအမဖြစ်သူကိုကြည့်ရင်ညရင်များကြလာပြီးအဆက်မပြတ်မင်းနေခဲ့ရှာတယ်။မမောက် မမဘာတင်တက်လိုက်ပြီညီမလေးဘာလို့လဲဘာလို့လဲမမမဖြစ်နိုင်တာမမမသေးသေးဘူးမမမသေးသေးဘူးညရင်အော်ဟစ်နေရမှာတော့သမီးညရင်ဘာဖြစ်တာလဲအေးချန်နီချင်းနေလာမီးတယ်သူတို့ကမဆပယ်မြင်ဟန်မရညရင်တယောက်တည်းဟူတာမြင်ကြတယ်မမမမလေတော့ပြန်မလာသေးလို့ပါတော့ညရင်ကငိုရှာရင်ပြောရှာတယ်ဒါဆိုငိုပါနဲ့ကွယ်ဦးလေးတို့သွားရှာပေးပါမယ်နောက်ပြီးတကြီးကိုလည်းအကျိုးချောင်းတောက်ပြောပေးထားမယ်နော် သမီးငိုပါနဲ့ကွယ်သမီးအမရွာရဲမြောင်းဝင်လေနေသလားမသိနိုင်ဘူးလေ ချန်နီချင်းနဲ့နှစ်သိမ့်ကြပြီးမဲ့လေညရင်ကမက်စပယ်ကိုကြည့်ပြီးငိုဆိုင်နေကြတယ်။ညရင်ကိုကြည့်ပြီးစိတ်မကောင်းကြတဲ့ရွာသားကြီးတွေကလည်းမက်စပယ်ဝိုင်းဝန်းရှာပေးကြရမှာလေတော့မှတေးဆုံးနေတဲ့မက်စပယ်အလောင်းသားရှာတွေ့ခဲ့ကြတယ်။ညရင်ပြောပြတဲ့ညရင်ရဲ့ဘဝအကြောင်းကိုနားထောင်ပြီးတဲ့အခါရှင်ညိုတွေမေးစာရှိနေခဲ့ပြန်တယ်။ဒါဆိုမက်စပယ်ကိုစော်ကားပြီးတက်ခဲ့တဲ့ဘာတင်ပြင်ဒေါ်အောင်မြင့်နဲ့ဒေါ်တန်းတို့ဘာကြောင့်တက်ခဲ့ရလဲညရင်။ရှင်ညိုကမေးတော့ညရင်ကနာကြီးရဲ့ဟန်နဲ့နှကန့်ကိုမေးတယ်။ပြီးတော့ ကျုံမနဲ့လေတော့အတူတူပြန်လာတာဒေါ်အောင်မြင့်ဒေါ်တန်းရဲ့ပေါ့ဘာတင်ရောက်လာပြီးတော့ဒေါ်အောင်မြင့်တို့သွားနေခိုင်းတော့အမမသွားကြပါနဲ့သူလည်းအတူလိုက်ပြစီလို့အခါခါတောင်းမှန်တာတော့မှသူတို့ကဘာတင်နဲ့ထားခဲ့ကြတယ်လေတကယ်တမ်းကျုံမတည်ရတာသူတို့ကြောင့်ပဲသူတို့သာအမကိုဘာတင်ရဲ့လက်ကနေလွတ်အောင်ကူညီပေးခဲ့အခုချိန်ထိကျုံမအသက်ရှင်နေအောင်မပြောရင်းနဲ့ညရင်ငိုရှာတယ်ညရင်ကိုကြည့်ပြီးမောင်တူတို့ကလည်းညရင်များကြာနေခဲ့ကြတယ်ညရင်တို့ညီအမဖြစ်ကိုနားထောင်ပြီးတကြီးဥတိုက်တောင်မှစိတ်မကောင်းလို့တပြင်းတဟင်းဟင်းနဲ့ခြာနေခဲ့ရတယ် ကျွတ်တော့ရိုးရိုးတနပ်ပိုးထီလို့ဆုံးနေထင်နေရမေကြီးရဲ့လက်ဆက်တတ်တော်ခွေးကောင်ကအတော်ရုပ်မှလုံးနေအောင်ဗျအခုတော့လေသူ့ပြစ်နေသူသွားရတာပါပဲတကြီးဥတားရဲ့စကားကိုဖွားမေစင်ကကောင်းညိတ်တယ်ဒါနဲ့မိုးချုံစာဆုံးနေညီးစီရောက်လာတဲ့မို့လားမြိုင်ညီးသူတို့ဘလို့ဆက်လုံးလဲဘလို့မှဆက်လုံးစရာမလိုပါဘူးအမေကျုပ်သူတို့အပြတ်ရှင်ထားပြီးပါပြီအဲ့ဒါပြင်ကျုပ်ကိုဒီဘွားလာခေါ်နေပြီလေကျုပ်သူနဲ့တူလိုက်သွားလိမ့်မယ်ဒီကဘာပုံကဘလို့လူမျိုးလဲဆိုတာကျုပ်သိလို့ရမလားဖွားမေစင်အောင်မီတော့ဘာပုံကပြုံးနေ ကျုပ်ဘလို့လူဆိုတာပြောဖို့လိုသေးလားမဲစိကျုပ်ကညီးဆရာထက်ကြီးတယ်ကွဘလို့ဆရာသခင်ထက်ကြီးတယ်อืมကျုပ်ဒီကလေးမောင်မကောင်းတဲ့လမ်းမယောင်ခေါ်သွားလိမ့်မယ်အခုတော့ तू ကကျုပ်တစ်ဖက်ပေါ့ကွဖွားမဲစိနားလေသွားတယ်ဖွားမေစိရဲ့ဆရာသခင်ကိုတိနေရပါပုံကနည်းနည်းရရဆရာတယောက်မဟုတ်မှန်းဖွားမေစိသိတယ်။ညာရင်ကိုလည်းစုံနေရဲ့ရှမ်းနေကာကွယ်ဖို့နဲ့ပညာကိုကောင်းတဲ့လမ်းကိုရောက်စေဖို့အတွက်လာခေါ်နေခြင်းဖြစ်တယ်။ဖွားမေစိကခေါင်းလေးကိုညှိပ်ပြီး ဘာပေါ်ကိုကျုပ်အခုမှမြင်မှုပဲမယ်ရုံပါတယ်။ညရင်လေဘာပေါ်ရင်တော့စိတ်ချလက်ချတာလိုက်တော့ပါ။ဖွားတတ်နေလေပြီးတော့အာမခံပေးနိုင်ပါတယ်ကွယ်။အဲ့လိုပြောတော့ဘာပေါ်ကပြုံးပြီးတော့ခောင်းညိတ်တယ်။ဒီလိုနဲ့ညရင်ကပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုတကြီးဥတိုက်စီမှအနံပြီးဘာပေါ်ရဲ့အနာကိုလိုက်သွားခဲ့တယ်။အခုမှပဲကျုပ်စိတ်တွေအဆင်ပြေရော်ရယ်ဗျာ။ညရင်ကိစ္စလည်းပြီးပြီဆိုတော့မေကြီးကျုပ်ဖြင့်စိတ်ချမ်းသာလိုက်တာဗျာ။အော်တော့သူများစိတ်ဆင်းရဲရတာကိုစိတ်ချမ်းသာရဲပေါ့။ပြောလဲပြောတတ်ပါတော့။ ဟာဒီမိမတော့ငါ့နေရာမှာနောက်ထပ်ပြဿနာတွေမရှိတော့ဆိုရင်စိတ်ချမ်းသာတာပါကွာမင်းပြောမှာပဲငါလူယုံမာကြီးကိုဖြစ်လို့တကြီးဥတိုင်းနဲ့တကြီးကတော်တို့ကြည့်ပြီးဖွားမယ်စိန်တို့ပြုံးမိကြတယ်ကဲဟိဖွားတော်စားဖို့မနေ့စာလေးပြင်ကြပါအောင်ဟာဘပုံတို့ကတော့တားမရလို့လှုပ်လိုက်ရတယ်အမေကြီးတို့အတွက်ကတော့သေချာလေးပြင်ကြဟိအဖေပြောတာနောက်ကျနေပြီဗျဟိုမှာညီမလေးတွေပြင်ထားပြီးနေပြီလှကြော်ပြောတဲ့အတိုင်းပဲစောင်းသစင်တို့ညီမပကံလေးတွေကိုစီယူပြီးရောက်လာခဲ့ကြတယ် အမေကြီးတို့အတွက်စီထမင်းလေးနဲ့အကျော်လေးပြင်ပေးထားတယ်။ဒါရွာရဲကသွားဝယ်တာမဟုတ်ဘူးနော်။ကျုပ်တို့ကိုယ်တိုင်ကြောက်ထားတာပါ။ဆောင်းသက်စင်ကပြောရင်မောင်အုံးရဲ့အရှိကိုစီထမင်းပကံချပေးတယ်။ဆောင်းသက်စင်ရဲ့မျက်လုံးတွေကမောင်အုံးကိုစိတ်ဝင်စားတဲ့အရေးတွေပါနေအောင်ရှင်ညုံနဲ့မောင်တို့တတိထားမိတယ်။လူကြီးတွေကတော့စကားပြောနေကြတာကြောင့်တတိထားမိပုံမပေါ့။ကိုကြီးအောင်စားလီဗျာ။အေးစားနေရလေ။မင်းဘာဖြစ်ပြန်လာလဲမောင်တို့။မျက်နှာမပြောင်နဲ့အောင်နော်။မောင်အုံးကတထောင်နဲ့တွတ်ပြီးမောင်တို့တတိပြီးတော့မောင်တို့ကပြုံးလို့သာနေရှာတယ်။ ရှင်ညဝါလေးစီတမင်းနဲ့အကျော်တို့ဆိုင်စောင်းသဇင်ရဲ့လက်ရအတော်ကောင်းကြောင်ချီကျူတဲ့အတွက်စောင်းသဇင်ကပြုံးလို့နေတယ်။အဲ့ဒီပြုံးလေးကိုလည်းမအောင်မမိမိရဲ့ရပင်ငေးမောလိုက်သေးတယ်။မနက်စာစားပြီးတော့ဖွားမယ်စင်ရတကြီးဦး။ရောင်မလေးကိစ္စတွေပြီးပြီဆိုတော့ဖွားလို့ရအောင်ပြန်တော့မယ်ကွ။ရောင်မလေးတမီးနဲ့မြီးလေးပဲကြံခဲ့ရမလား။သူတို့ခင်ဗျားလည်းရက်ကြတော့စိတ်ပူနေရောမယ်ကွ။ဟုတ်ကဲ့အမေကြီးကြောက်တိတစ်ခေါက်တော့ကြီးကြီးတသားပဲခွင့်ပြုပါရစေဗျာ။အေးကွ။တနေ့မောင်ပါတင်မိပါများရောပြန်လာကြပြီနော်။ ပြန်လာကြ ਈ ပေါ့ဗျာသူတို့သားအလောင်းရအောင်ရှာပြီးတချို့ပေးဖို့လုံနေကြလေရဲ့သူတို့ခင်ဗျာလည်းတားဆိုးတယောက်ကြောင့်အပူများကြရရှာပါရယ်ဗျာဘာတင်တို့ကြောင့်မြရင်အိမ်လေးမိလောင်သွားတော့တော့နှမျောမိပါရဲ့ရှင်ဒါမဲ့တော်သေးရပေါ့ဒီကလေးမှလက်ဝက်လက်စားတွေအရှူမြန်ပြီလို့မဟုတ်ရကျုပ်တို့အပ်ခဲ့တဲ့ပစ္စည်းတွေလည်းမိရဲပါသွားနိုင်နေတကြီးကတော်ရဲ့စကားကိုအလောင်းအခေါင်းလေးတွေညှိကြတယ်ကျုပ်တို့ကတော့မြရင်ပြန်လာရရဲဒီဒီပစ္စည်းတွေကိုဆောက်ရှောက်ပေးထားမှာပါကျုပ်တို့လည်းများမရှိတော့ရင်လည်းကျုပ်သားသမီးတွေကိုပဲဆက်ပြီးတော့ဆောက်ရှောက်ခံရမှာပေါ့အမေကြီးရဲ့ ေးကွယ်ညရင်မှာကဲတယ်လို့ပဲဆယ်နှစ်နေလို့မှသူပြန်မလာနိုင်တော့လှုပ်တဲ့နာလှုပ်ပေးလိုက်ပေါ့ကွယ်မောင်ရင်တို့လည်းကုသိုလ်ကြပါတယ်ဟုတ်တာပေါ့အမေကြီးရဲ့ဖောမဲစိန်နဲ့တကြီးဥတိုက်တို့လည်းများစကားပြောနေကြတယ်လို့မောင်တို့နဲ့လှကြတို့ကလည်းစကားပြောနေကြတယ်သူကတော့အကိုတို့ဒီတညာတော့အိတ်သွားစီစဉ်နေပြဒါဆိုညနေကျရင်ချစ်ခတ်လို့ရတာပေါ့အေးကွာငါဖောက်ပြောကြည့်လိုက်အောင်မေပြောကြည့်လေတကယ်လို့မပြန်ပြစ်သေးရင်တော့ညနေကျရင်ကျွတ်တို့ညီမတို့ကအတော့လို့ကြည့်မယ်နော်ရှင်ညူ ဆောင်းသစင်ရဲ့စကားကြောင့်ရှင်ညိုပြုံးပြီးခေါင်းညင်လိုက်တယ်။မော်တော်ကလည်းချက်ချင်းပဲဖွားမဲစင်တညာအိတ်ချင်းတီကြောင့်အပူကတ်တာကြောင့်ဖွားမဲစင်ကခွင့်ပြုပေးရှာတယ်။ဒီလိုနဲ့မော်တော်နဲ့လှကြော်တို့ကရွာထဲကိုရှောက်လေကြတယ်လို့ညနေဆောင်တော့ချင်းဝိုင်းမှာချင်းခတ်ကြတယ်။ရှင်ညိုနဲ့ဆောင်းသစင်တို့ကမိဖို့ကြောင့်မှစူပြီးအတုံများတော့လိုက် စကားတွေပြောလိုက်နဲ့ပျော်ရွှင်နေခဲ့ကြတယ်။နောက်တနေ့မနက်ကိုရောက်တော့မှတကြီးဥတိုက်တို့မိသားစုနှုတ်ဆက်ပြီးတောင်ထွန်းရောင်ပြန်လာခဲ့ကြတယ်။ လဲထက်မှာလိုက်ပါလာတဲ့မောင်အုံးတယောက်မျက်နှာညှိုးငယ်နေရတော့ရှင်ညုံနဲ့မောင်တို့သတိထားမိကြတယ်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလံလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွင်မှလည်းကြန့်ရှိနေတဲ့အပိုင်းဇလီတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နာဆရာပေးခဲ့ကြတဲ့ပရိသတ်ဥတျောက်ချင်းစီတိုင်းကိုလေကျေးဇူးတူပဲတရှိပါရဲ့ရှင်